ျွန်တော်ရဲ့မက်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပင်ချေအထီးကလေးလုံးကိုပြန်လည်ပြပေးတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီဟာလေးကပင်ပေါင်းရာကျော်ရှိပြီဗောနော်ပြည့်ပင်လုံးမရှိသေးဘူးခင်ဗျာကျွန်တော်နံပါတ်96 98 98ဒီ2025နှစ်ဥကာလေးစာပြီးတော့ပြပေးထားတာဖြစ်ပါတယ်ဒီခွန်ကိုတင်ငါမှာကနန်းထဲကခုနှစ်တလုံးခွန်တညာတများဖြစ်ပါတယ်ဗောနော်ဤကတော့ကျွန်တော်ဒီဟာဗောနော်900အနီးစားပြီးတော့ဒီအပေါ်ကနေတိုင်းပဲဖြစ်ပါတယ်ခင်ဗျာ ဒီ9093မှာ9ဒီ300ဒီ900ကြတော့69လေး305ရယ်963ပါနော်8ရယ်6ရယ်ဒီ689ရယ်နေကနေ9ဒီ338 9ရယ်300ရယ်ဒီ3တုံညာ9ဖြစ်ပါတယ်ပြီးတော့ဒီ5ဒီ39နေပါနော်3ရယ်9ရယ်ဒီ39နေ6နဲ့4နဲ့ဒီ246ဒီမှာ3တလုံးပဲပါနော်3နေ4 ဒီ9ဒီရှင်9နေဖြစ်ပါတယ်ရှင်းနဲ့6နဲ့က6ဆောင်ကဒီလျှောက်ဒီ3က6ဒီလျှောက်ကတော့6လေးလျှောက်စုပြီးဖြစ်ပါတယ်ခင်ဗျာ6လေးလျှောက်ပြီးတော့ကျွန်တော်ဒီမှာ98ပေါ့နော်98မှာ3များနေလေး6ကီးထဲက8ဒီ98ဖြစ်ပါတယ်ဒီကိစ္စပါတင်တော့ဒီနှစ်လေးလျှောက်တုံညာဆောင်ကနအထီးကြီးလေးတော့ရတယ်ပေါ့နော်အဲ့ဒီမှာ98ပြီးတော့696ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီအထီးကြီး6တလုံးကအလယ်နဲ့ sorry ထိတ်စီးနဲ့အပိတ်ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာ ်မခေတ္တလေးကိုကျွန်တော်20ချိန်အတွက်ဆက်ပြီးလေ့လာကြအောင်ပါနော်။တရားနဲ့33ချိန်ရှိရှိသွားပြီပါနော်။တရား34ဒီဆက်20ချိန်အတွက်ထပ်ပြီးကြည့်အောင်။39.59ဖြစ်ပါတယ်39.59 696ပြီးရင်63 999ပေါ့နော်999 93 889 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီနေ့ကဒီ6မှာတစ်ကြိမ်ဆွဲအတွက်ဒီ9မှာတစ်ကြိမ်ပေါင်းမယ်ပေါ့နော်ထိတ်ဆီး9မှာတစ်ကြိမ်ပေါင်းထားတဲ့အတွက်ဒီထိတ်ဆီး6မှာတစ်ကြိမ်6နဲ့7နဲ့မှာတစ်ကြိမ်စီဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီ9ကို3နဲ့မြောက်မယ်ပေါ့နော်ပြီးရင်ဒီ9မှာတစ်ကြိမ်ပြီးရင်ဒီ9မှာလည်းတစ်ကြိမ်ဒီ10မှာတစ်ကြိမ်ဆွဲဒီအောက်10မှာတစ်ကြိမ်ဒီ9မှာတစ်ကြိမ်6မှာတစ်ကြိမ်ကိုနောက်ဆုံးမှာကျွန်တော်အပေါင်းတင်နဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကနန်းအားလုံးဆက်ပေါင်းကြည့်အောင်ပါနော်တေ6နာကြိမ်ဒီ7နှစ်ရတဲ့2နာ9ပေါင်းရှင်းက7ဖြစ်ပါတယ်6နာ7ပေါင်းနာကခွန်9 3 55 9နဲ့ပေါင်းရင်10ဖြစ်ပါတယ်ဒီနောက်ထပ်ဒီ9နဲ့ဒီ7နဲ့ပေါင်းနာက73ရတယ်ပေါ့နော်ခွန်နာကြိမ်ပေါင်းနာ74 6နဲ့ပေါင်းရင်20 20နဲ့တည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်3နဲ့ခွန်ပေါင်းရှင်း10 3နဲ့7ပေါင်းနာ2ရတဲ့အတွက်ကြောင့်မို့အာ2 4 6တုံများကီးပဲထပ်ရမယ်ပေါ့နော်2 4 6 တောင်ညာကီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့နေလေး6တုံညာဆိုတော့ဒီမှာတုံညာနေကြီးရှိတယ်ပေါ့နော်တုံညာနေဒီ5 8 9တုံညာဒီနေ3အပြီးပေါင်းဆိုရင်နေလေး6တုံညာဆိုတဲ့အတွက်နေလေးနေလေးဒီမှာနေပါတယ်ပေါ့နော်နေပါတယ်လဲပါတယ်6မပါဘူးပေါ့နော်တုံညာဆိုတော့ဒီမှာလေးတုံညာနေကြီးရပူပြီးအာသာတော့မယ်ပေါ့နော်နေလေး6တုံညာဆိုတဲ့အတွက် ကျွန်တော်ဒီ၄နဲ့၆နဲ့မပါဘူးပေါ့နော်ဒီ၅၈၉တုံများဒီနေ့တော့မှာကျွန်တော်တို့ဒီ၄နဲ့၆နဲ့မပါတဲ့အတွက်တုံများရဲ့နေရပို့ပြီးအတာတော့မှာဖြစ်ပါတယ်ဒီမှာလည်းတုံများနေကီသခုရှိတယ်ပေါ့နော်နှလုံးထဲတော့ကီမှာတုံများရဲ့နေရရှိပြီးရနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်ကီတစ်ခုကိုလည်းဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်နောက်ထပ်ပြင်ရှိကီလေးလုံးဖြစ်ပါတယ်โอเคဒါလေးကတော့ကျွန်တော်ဒီခုနှစ်မှာတစ်ချိန်ခုနှစ်ကို၃ချိန်ပေါင်းတယ်ဒီ၃မှာတစ်ချိန်နေနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဗောနော် အဲဆိုရင်ကျွန်တော်တို့ဒီမှာကနန်ပေါင်းချင်းကကျွန်တော်300ရဲ3ကို3ပေါင်း6 8မှာ900ဆိုရတဲ့အတွက်ခွန်ဒီကျွန်တော်ထိတ်စီဖြစ်ပါတယ်ခင်ဗျာနံပါတ်ကတော့ကျွန်တော်တို့နံပါတ်10ရာနေစာပြီးပြပြထားတယ်ပေါ့နော်နံပါတ်7မှာကျတော့3 3 5မှာ300ဆိုရတဲ့အတွက်အတီကီ3လုံးတစ်လုံးထိတ်စီပေါ့နော်9 8 9 5 6ရဲ့ဒီ9 6 3ဖြစ်ပါတယ် ပြန်ဒီခုနှစ်က68ခွန်ဤဒီနည်းနည်းခွန်8က388ကိုရတုံများရဲ့3000များကို3932နေလဲ63နေလဲ85နေ665 3966 646ပြီးတော့ဒီမှာကိုခွန်ရှင်မာထီကြီးရှိတလို့ပါနော်ပြီးခရီးတစ်ပတ်မှာကျင်တော့ဒီအပြီးခရီးကဏ္ဍကအနေ9 6ခွန်ရှိကိုတုံများဆိုတဲ့အတွက်သုံးနဲ့လေးနဲ့မပါဘူးကိုနေအထီကြီးမှာကိုတလုံးဒီ6 9 6ဆိုပြီးတော့ကိုကအလဲဆူပြီးဖြစ်ပါတယ်ပေါ့နော်6 9 6 6 9 6 တင့်ဆိုပြီးဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ6မှာတစ်ချိန်ဒီ9မှာ3ချိန်ပေါင်းမယ်ပြီးရင်ဒီ7မှာတစ်ချိန်အပေါင်း2ပေါ့နော်။အဲဆိုရင်ကျွန်တော်9 3ချိန်ပေါင်း29 9.6ပေါင်းရှင်းက73ရတာဖြစ်ပါတယ်။နေနဲ့7ပေါင်းရှင်းလဲ3ဆိုတော့33ပေါင်းရှင်း6ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်6ကို3နဲ့ပေါင်းရှင်းဒီ6ကို3နဲ့ပေါင်းရှင်းဒီ9.10 6ကို3များတိကီလေးလောက်ရမယ်ပေါ့နော်။ဒီဟာမပါဘူးပေါ့နော်။ဒီဟာမပါဘူး။ ်693တက္ကီဆိုပြီးဖြစ်ပါတယ်။ဆိုတော့ဒီမှာ6တော့လုံးမပါတဲ့အတွက်693တက္ကီဖြစ်မြဲပေါ့နော်။ဒီဘက်မှာ K ရ693တက္ကီဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ခုနကကျွန်တော်တို့392 392 3အခုက930တက္ဆိုတော့ကျွန်တော်တို့3ရက်တလုံးပို့ပြီးအသာသွားမြဲပေါ့နော်။โอเคဒီမှာလဲ9ပါပြီးတယ်ပေါ့เนาะ9ပါတယ်9 3 3ဆိုတော့ဒီမှာ9လုံးပါတယ်ဆိုတော့ကျွန်တော်အပင်ရှိကြီး လေလုံးကနေ၄၆၃၅ညကီးရဲ့အခုက၆၉၃ညတိကီးဖြစ်ပါတယ်ပေါ့နော်၆၉၃ညတိကီးဆိုပြီးဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာโอเคဒါနေအတင်နေနှမျိုးကိုကျွန်တော်အနိကပြပြထားတဲ့ဟာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်၆ရဲ့၃ညရဲ့ပုံတူတယ်ပေါ့နော်အဲ့ဒီမှာ၆တလုံးပယ်တယ်ဆိုရင်ကျွန်တော်၃ညတလုံးပို့ပြီးအာသာတော့မှာဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်ဤအဟောင်းဒီဖြစ်ပါတယ်ဤအဟောင်းက19ဂျိန်တုံးက8835ကီတခုပြတ်သွားတယ်ဗောနော်ကိုတုံများခွန်လေးမှာကိုတလုံး6တုံးလေးကီမှာ6တလုံးကိုတုံညာတင်းနေမှာကိုတလုံးဆိုပြီးတော့69ရှောက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုလည်းကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ဗောနော်โอเคဒါလေးကလည်းကျွန်တော်ဒီငါးထိပ်စီုံမူတည်ပြီးတော့ဗောနော်ပင်ရှိကီလေးလုံးဖြစ်ပါတယ်ငါးထိပ်စီုံမူတည်ပြီးတော့ငါးကိုတိတူတာ6 6ရက်နှစ်ခါကိုငါးရေပါပါတုံညာကိုခွန်ကိုဆိုတဲ့ကိုတလုံးဗောနော် 3963996363များသုံးရှောင်းနေရှောက်ကနေတောက်ရှောက်စပြီမဲ့ဒီ5ခုသုံးမှာတစ်ချိန်ပြတ်သွားတယ်ပေါ့နော်ပြီးတော့ဒီ5သုံးများလေး5သုံးများ3 3 3ရှောင်းကနေစပြီးတော့ဒီကိလေးလုံးတစ်လုံးအထိဖြစ်ပါတယ်တစ်လုံးတောင်မှမဟုတ်နှလုံးအထိပေါ့နော်3ညာလေးလေးနေနေတရားနေတောက်ရှောက် OK နေဆဲပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီ V credit ဘက်ကို3ညာခွန်4ကိရတယ်ပေါ့နော် အဲ့မှာ6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 9 6ဆိုတဲ့အတွက်ကြောင့်မို့အတ္တိကေ9တလုံးဒီအလဲဖြစ်ပါတယ်โอเคဒါဆိုရင်ဒီနေ့အဆက်ကျွန်တော်20ချိန်အတွက်ဆက်ကြည့်အောင်ပါနော်20ချိန်မှာ6 9 6ဆိုတဲ့အတွက်ဒီသိသိ6ကိုမူတည်ပြီးတော့6ခွန်3ညာတိကိရမှာပါနော်6ခွန်3ညာတိကိဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ9 3ညာခွန်လေးဒီဒီ20ချိန်မှာ 6ခွန်တော်များတကီဖြစ်ပါတယ်6ခွန်တော်များတကီဖြစ်မယ်ပေါ့နော်နောက်ထပ်6 3 4ကီဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့စုံကနန်းတော့မဟုတ်မာကနန်းအထီးကီးပင်ချေဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ပြက်ပင်ရှိတဲ့အတွက်ကျွန်တော်ထပ်ပြီးမတင်ပေးတဲ့ဟာဖြစ်တယ်ပေါ့နော်စုံကနန်းတော့မဟုတ်မာကနန်းအထီးကီးပင်ချေကီးလေးလုံးဖြစ်ပါတယ်အဲ့ဒီမှာတောက်6ဆိုပြီးမဲ့သူဒီကျွန်တော်ဒီ3 9ခွန်ကူကီးမှာ3 9 6ပြီးတော့6 4 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော် 3 5 6ပြီးတော့6 4 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာကီးတဲ့ချိန်ပြတ်သွားခဲ့တယ်90 4နဲ့မှာပေါ့နော်95 96 99ဒီ95မှာ9335ကီးဆိုပြီးထပ်ရတယ်ခင်ဗျာ9335ကီးမှာ6 4 6ပြီးတော့98ကျွန်တော်စောင့်ကြည့်တာပေါ့နော်98ဆိုတဲ့အတွက်အထီးကီး9တလုံးကကျွန်တော်ထိတ်စီးနေရမှာဆက်ပြီး okay လာတယ် ပြီးတော့ပြည်ကလေးတစ်ပတ်ဒီ၄၆၈တော်များစုံကန်းအထီးကြီးဆွေးပြထက်ရတယ်ပေါ့နော်ပြီးတော့၆၉၆ဆိုတဲ့အတွက်ကြောင့်မို့အထီးကြီး၆တလုံးကအာထိတ်စီနဲ့ထိတ်အပိတ်မှာဆွေးပြီးတော့နှစ်ကြိမ်ဆက်တိုက်ဆက်ပြီးဩဂီလာကတွေ့ရတယ်ပေါ့နော်โอเคဒါဒီဟာလေးကိုလည်းကျွန်တော်၂၀ကြိမ်အတွက်ထပ်ပြီးကြည့်အောင်မလားခင်ဗျာโอเคဒီဟာဒီဟာပေါ့နော်ဒါတွေ့ရနည်းဖြစ်ပါတယ်အဲ36ပြီးတော့646ပေါ့နော်36 646မှာဆိုရင် အဲ့ဒီမှာတစ်ကြိမ်ပြတ်သွားခဲ့ပြီးတော့ကျွန်တော်ထပ်ပြီးမတင်ပြတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီနေ့ကိုဆက်ပြီးကြည့်အောင်ပါနော်။ Okay ဒါသူရဲ့နေ့လေးဖြစ်ပါတယ်ပေါ့နော်။ဒီ6ကို3ကြိမ်၊4မှာ2ကြိမ်၊9ကို4နဲ့မြောက်တယ်၊10မှာ2ကြိမ်၊9နဲ့နေ့နဲ့မှာ2ကြိမ်စီအလျား10မှာ2ကြိမ်၊9မှာ2ကြိမ်၊3မြောက်2ကြိမ်ပေါင်းပြီး9နဲ့ထပ်ပေါင်းတာဆိုရင်9ဒီတုံးကမှာ9ဒီ9ခွန်ရှိနောက်ထပ်ဒီနေ့အတိုင်းပဲဆိုရင်၄၈၃မြောက်မှာ6ဒီ6 9 6 ဒီတစ်ပတ်မှာကျတော့ကျွန်တော်3.46စုံကဏ္ဍအထီးကိလေးတော့ပေါ့နော်။ဒီမှာ3.46စုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်3.46ကိဖြစ်ပါတယ်။ခုနမှလည်း2.63ဆိုပြီးတော့ဖြစ်ပါတယ်ပေါ့နော်။3.46ပို့ပြီးတော့အားတာသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဒီနီးမှာလည်းဒူဒီ2.63ပေါ့နော်။ဒီနီးမှာကျတော့ကျွန်တော်3.46အတူတူပဲဖြစ်ပါတယ်ပေါ့နော်။နီးကတော့မတူဘူး။ကဏ္ဍရတာရှင်းကတော့တူနေတာဖြစ်ပါတယ်။ โอเคအဲ့ဒီထက်က၃ညရဲ့ညရဲ့ပို့ပြီးတော့အာသာတော့မှဖြစ်ပါတယ်ခင်ဗျာဒီလိုโอเคဒီကျွန်တော်ဒါကတော့ကျွန်တော်အထီးကြီးလေးလုံးဖြစ်ပါတယ်ဗောနော်အဲဒီခွန်9ခွန်9လေးလေးကိုခွန်9ကနေစာပြီးပြပေးထားတာဆိုရင်ဒေါက်ရှော့ဖြစ်ပါတယ်ခင်ဗျာဒေါက်ရှော့ဆိုပေမဲ့ဒီမှာတစ်ချက်ပြည့်ပင်ရှိတယ်ဗောနော်ရှော့ရှော့နဲ့ရှော့ရှော့ကကိုရှော့နဲ့ဒီမှာဒေါက်ရှော့အထီးကြီးတစ်လုံးတော့မဟုတ်နှလုံးအပါဗောနော်နေလေးချောက်နေလေးချောက်ပြီးတော့ဒီမှာနေလေးချောက်ပြီးတော့ဒီမှာ3နေလေးပါเนาะဒါသူရဲ့နေဖြစ်ပါတယ်ဒီကနေစားတယ်ပါเนาะ

။အဲဆိုရင်ကျွန်တော်အလဲထိုင်မှာနှစ်ချိန်ပေါင်းပါမယ်။အပိတ်မှာတစ်ချိန်ပြီးရင်ဒီအပိတ်မှာနှစ်ချိန်ထပ်ပေါင်းတာဖြစ်ပါလေခင်ဗျာ။အဲဆိုရင်ဒီမှာပေါ့နော်အလဲမှာနှစ်ချိန်ပေါင်းတာရှစ်ရှစ်နဲ့၆ပေါင်း၁၄၊၄နဲ့ဒီ၄နဲ့ပေါင်း၈၆၊၆၁၃၄ဆိုပြီးဖြစ်ပါလေ။အဲဆိုရင်ဒီဘက်မှာကျတော့၉နှစ်ချိန်၁၈၊၈နဲ့၆ပေါင်း၈၀နဲ့၄တင်နာကြိုင်နေဆိုတော့၄နဲ့နေပေါင်း၈၆ဆိုတော့၆၁၃၄ကီပဲထပ်ရမယ်ပေါ့နော်၆၁၃၄ကီဆိုပြီးဖြစ်ပါရခင်ဗျာโอเคဒါကတော့ဤအလုံးကိုပြန် ပြီးတော့ပြပီးရှင်းဖြစ်တယ်ပေါ့နော်6 3 4ဒီမှာတူတူပဲပေါ့နော်6 3 4ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ဒီ9 3 4 3နဲ့ဆိုတာလေးကိုဆက်ကြည့်အောင်လားခင်ဗျာခေတ္တလေးကတော့ကျွန်တော်ကိနှမျိုးပေါ့နော်ကိနှမျိုးမှာ3မျိုးဝဲအိုဂီတာဖြစ်ပါတယ်ကိုဒီခွန်ခွန်ကိုတောင်းများဒီ900ဒီ3ဒီ3ခွန်ခွန်ဖြစ်ပါတယ်ဒီမှာဒါ6ဖြစ်ပါတယ်ပေါ့နော် ဒီနီးနံပါတ်2ကတော့ကျွန်တော်ဒီ998တပြည်မှာပြတ်သွားခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဆက်ပြီးတော့မတက်ကြည်ရသေးဘူးပေါ့နော်ဒီတစ်ခုကတော့ဆက်တိုက်ဥကင်နေတယ်အဲဒီ9တုံးများတင်းနေကိမှာ696ဖြစ်ပါတယ်ပေါ့နော်696ဒါကြောင့်မို့ဒီမှာဆိုရင်9ဒလုံးဖြစ်ပါတယ်ပေါ့နော်ဒီ9ဒလုံးကအလဲစုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တွေ့နီးကတော့ကျွန်တော်ဒီဟာပေါ့နော်ဒီမှာတုံးများတင်းနေတော့မှာ396 4ဒလုံးဒီ6 4 6ဒီ လေး၅လျှောက်ခွန်မှာခုနှစ်တိ၉ခွန်ရှိအတိမှာပါနော်လေး၅လျှောက်ခွန်ပြောင်းကိုတော်များတင်းနေကိုတော်များတင်းနေမှာလျှောက်ကိုလျှောက်ဆိုပြီးဖြစ်ပါတယ်ဒီမှာထပ်ဖြည့်ထားတယ်ပါနော်အာဆိုရင်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီကိုတစ်ချိန်ပေါင်းတာဖြစ်ပါတယ်လျှောက်၃ချိန်ဒီ၁၆ချောင်းနဲ့နှစ်ပေါင်းရှင်းဒီရှိဖြစ်ပါတယ်၅နှစ်ကျင်း30တင်းနဲ့၃နဲ့တင်းပေါင်းတာက၄ပါနော်ဒီမှာကျတော့ကျွန်တော်ဒီ၄နဲ့၆နဲ့ပေါင်းရှင်း30ဖြစ်ပါတယ်ခွန်၃ချိန်ပေါင်းရှင်း20နဲ့တင်းပေါ့နော်ပြန်နောက်ဆုံးမှာ၄နဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ကတော့ဒီမှာပေါ့နော်ဒီဟာကိုနှစ်ကြိမ်တစ်ကြိမ်စီပေါင်းပြီးတော့ဒီအနောက်ဘက်ကိုကျွန်တော်တုံးနဲ့မြောက်ထားတာဖြစ်ပါတယ်ခင်ဗျာ sorry ဒီအနောက်ဘက်ကိုတုံးနဲ့မြောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဟာပေါ့နော်ဒီမှာ9နှစ်ကြိမ်30ပေါ့နော်6နှစ်နှစ်ပေါင်း8 9နှစ်ကြိမ်30 3နှစ်နှစ်ပေါင်း4ဒီလေးနဲ့ခွန်ပေါင်းတာဒီပေါင်းရှင်း7ဖြစ်ပါတယ်ခင်ဗျာပြီးရင်63.78နောက်ဆုံးမှာ6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် အဲဆိုရင်ကျွန်တော်ဒီရှင်းနာချိုင်း16ရှောင်းနေ၄ပေါင်းရှင်း30ဖြစ်ပါတယ်ဒီကုနဲ့ဒီတင်နဲ့ပေါင်း30ရှင်းနေ၄ပေါင်းတာ7နှစ်ဆိုတော့2 3 4 5ကီရမှာဖြစ်ပါတယ်ဒီဘက်မှာ2 3 4 5ကီပါနော်အဲဆိုရင်2 3 5ကီဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ပြန်ဆွေးပြမယ်ပါနော်2 3 5ကီ2 3 5ကီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ2 3 ဒါပင်ရှိကြီးနေပါနော်ဒီအထက်ကကျွန်တော်ဒီတောင်များနေလဲလျှောက်ကပို့ပြီးအသာသွားမယ်ပေါ့နော် သူဒီနီးနှမျိုးရှိတဲ့အတွက်ကြောင့်မဖြစ်ပါတယ်ကနန်းရာတာရှင်သူတယ်ပေါ့နော် ပြီးတော့နောက်ထပ်တစ်ခုကရှောက်ကူတောင်များတည်ရဲ့နေလဲလျှောက်တောင်များကသူနေပြီးသားပေါ့နော်ဆိုတော့ရှောက်ကူတောင်များတည်ဆိုပြီးဖြစ်ပါတယ်ရှောက်ကူတောင်ညာတည်โอเคဒါဆိုရင်ဒါ organization ဖြစ်တဲ့နီး၅မျိုးကိုကျွန်တော်ပြန်လည်ပြပြီးရှင်းဖြစ်ပါတယ်29ကြိမ်အတွက်ပေါ့ဖြစ်နော်အော် sorry 20ကြိမ်အတွက်ဖြစ်ပါတယ် โอเคဒီထဲကာမီမီတော့ဂျန်နီတဲနီကိုပဲရွေးရှယ်ရင်တော့ရအောင်ပေါ့နော်โอเคဒါလေးကိုကျွန်တော် အပြည့်အကုန်လုံး OK ခဲ့မယ်ဆိုရင်ပေါ့နော်အပြည့်ခွေကဏ္ဍနဲ့ထန်းကြည့်မယ်ဆိုရင်အပြည့်ခွေကဏ္ဍကကျွန်တော်9 6 9 3 3ဆိုတဲ့အတွက်ကြောင့်မို့6ခွန်3 3ဆိုတော့ကျွန်တော်၆ခွန်မှာပါတ <Okay. S 1> ဲ့အတွက်ဒီမှာ၃ညာတိကိဖြစ်မယ်ပေါ့နော်ပြီးရင်၃ညာနေလေးချောင်းမှာ၃ညာရဲ့ညရဲ့ကိဆိုတော့၃ညာတစ်လုံးတူနေတယ်ပေါ့နော် 6 3 4မှာ3နဲ့တင်နေပါတယ်ဗောနော်ဒါဆိုရင်3ရဲ့တရဲ့ဒီမှာတိတလုံးသူပြန်ပြီဗောနော်နေ3 4 5ဆိုတော့နေနဲ့3နဲ့ပါတယ်ဗောနော်နေ3 5ကီဖြစ်ပါတယ်နေ3 5ကီကီတဲ့အကုန်လုံးအကီမယ်ဆိုရင်ဗောနော်6 9 3များတဆိုတော့6 9 9 3များတကီဖြစ်ပါတယ်ကိုယ်တော်များတဲ့ဒါဆိုရင်နေ3 5ရဲ့ကိုယ်တော်များတဲ့ရဲ့ကိုတွဲပြီးတော့ကျွန်တော်ဒီမှာ အဲဒီမှာတေကလေးပါနေပြီးသားဖြစ်တယ်ဗနော်ဒီမှာလေးတုံများပါနေပြီးသားဒီမှာလေးတုံများတေကပါနေပြီးသားဖြစ်တယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်မိတ်ဆွေများမိမိတို့အညာကွန်ပြီးတော့အချင်းချင်းပြီးတော့တုံပြီးအောင်မှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ